CN Blue အဖွဲ့ဝင်ဂျွန်ယွန်ဟော့တယောက်တကယ်ပဲလက်ထက်တော်မှာလားတန်ဂရီယာရော့ကီတာအဖွဲ့ CN Blue ရဲ့ခေါင်းဆောင်ဆိုရော်နဲ့မင်းသားဂျွန်ယွန်ဟော့ရဲ့လက်ထက်တော်မယ်ဆိုတဲ့တဲ့င်းကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်၎င်းကိုယ်တိုင်ကအဲ့ဒီတဲ့င်းကိုတိုက်ရိုက်ငင်းဆို့ခဲ့ပါရင်အော်တိုဘလ15ရက်နေ့ကသူရဲ့လူမှုကွန်ရက်အကောင့်ကနေပြီးတော့ live လွှင့်ခဲ့ပြီးနောက်နေ့အတွက်ကျွန်တော်ရဲ့အချိန်စီအားကပြည့်နေပြီဖြစ်ပါတယ် အဲ့ဒါကြောင့်မို့မင်္ဂလာပွဲအတွက်အချိန်စရာမရှိပါဘူးလက်ထက်တာကအချိန်စရာမှမပါပါဘူးကျေးဇူးပြုပြီးတော့မမေးပါနဲ့တော့ဆိုပြီးတော့ပွင့်လင်းစွာနဲ့ပြောဆိုသွားခဲ့ပါတယ်။နောက်နေ့ကျရင်ဂျုံဟော့လက်ထက်တော့မယ်ဆိုတာကိုအပေါင်းအသင်းတယောက်စီကနေပြီးတော့ငါကြားခဲ့တယ်ဆိုတဲ့ post တွေကလူမှုကွန်ရက်အတိုင်းဝိုင်းမှာပြန့်နေနေခဲ့တာဖြစ်ပြီးတော့ဒီသတင်းတွေကိုတုံ့ပြန်နေနေတဲ့ဂျုံဟော့ကဒီလိုမျိုးတိုက်ရိုက်ညင်းဆိုခြင်းဖြစ်ပါတယ်။လက်ရှိမှာဆိုရင်တော့ဂျုံဟော့က Mnet ရုပ်သံလိုင်းရဲ့ Survival Show ဖြစ်တဲ့ Stay Hard Club မှာ Director အထူးအဖြစ်ကိုပါဝင်ဖို့ရှိနေပြီးတော့အဲ့ဒီ show ကို October 22ရက်နေ့မှာစတင် ထုတ်လွှင့်သွားမှာဆိုပြီးတော့လည်းသိရတာဖြစ်ပါရဲ့ရှင်။